ချက်ချီအခက်ခံလိုက်ရတဲ့ဂျယ်ရီအခန်း30အရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ဘာထူးခြားမှုမှ မဖြစ်ခဲ့တယ်လို့မျိုးဘာစီစဉ်မှ မချခဲ့တယ်လို့မျိုးအလုံးကနေမြဲတိုင်းရှိမြဲတိုင်းပဲဖြစ်သည်အစီစဉ်ပြတ်သွားပြီလဲစိတ်သက်အကြီးကျယ်ချမိသည်ဘာလို့ရေးပါကံရမှမသိ ်ခြေမကင်မိလက်မကင်မိဟူသည့်စကားသည်ကျွန်တော်အတွက်တည်တံ့ထွန်းထားသည့်စကားများဖြစ်လိမ့်မလားစိတ်နှိပ်၍ဆွဲထားသည့် plan တစ်ခုပျက်စီးသွားသည့်ခံစားချက်ကိုကြုံဘူးမှပင်သိပါလိမ့်မည်တောင်လဲတက်ပြီးကမှကောင်းငင်လည်းပြန်မရလို့မပြန်နိုင်တဲ့ငှက်ကလေးလိုငါတို့ရဲ့ဘဝဟာလေးဘူးဥတီတခြင်းကိုညှိလိုက်မိသည် ဒီငရေကန်းကြီးတဲ့ကဘယ်ချိန်မှလွန်မြောက်မင်းမသိသို့တော့ထိုင်တွေမဖြစ်ပေကျွန်တော်နောက်တစ်မျိုးစဉ်းစားရသည်ခင်ဝင်နဲ့လင်တိုင်မရသည်ခင်ဝင်ကအဓိကပြဿနာကိုမိမောင်းထုတ်ပြသည်မဟုတ်ဘူးကိုရဲ့ခင်ဝင်ပြောတာကစာချုပ်က6လလားတစ်နှစ်လား6လဆိုလဲ6လပြည့်တဲ့ဒီလို့ဆိုလုံနိုင်တယ်ကွယ် ၆လောက်ပြီမပဲနေနေဒီကဲကနေထွက်လို့ရတယ်ဟုတ်တယ်မို့လားအခုကအဲ့လိုလဲရေရာမသိရဘူးတသက်လုံးဒီထဲပဲနေရမလို့ကြီးအဲ့ဒါကိုခင်ဝင်ငူးကျင်တာခင်ဝင်ပြောတာလည်းမှန်သည်ကျွန်တော်တို့ဘာကြောင့်စိတ်တော့ကရောက်ရမပြောရှင်ရတယ်လဲဟူသောအဖြေကိုစမ်းစစ်ကြည့်တိုက်တော့ဘာကုန်မှတိတိကျကျမသိရတော့ကြောင့်ဖြစ်ကြောင်းတွေ့ရသည် မျက်နှာငယ်လေးပြင်ပြောနေသည့်ခင်ဝေးကိုကြည်င်ကြင်တနာလာမိသည်တနေ့တခြားခင်ဝေးပိန်လာသည်ထင်မိသည်ရောက်ခါစားကဝါသည်ဟုမဆိုသာတော့လဲပြပြလေးကြည့်ပြီးကောင်းသည်ခုနောက်ပိုင်းတိတိတသာပိန်လာသည်ရောက်တာ တလကျော်ပဲရှိသေးသည်တနစ်များဆိုနေအယူပဲကြံတော်မူခင်ဝေးပြောသည့်တိုင်တခုခုသိကြစီရန်လို့ငါ ကြောက်ပေါက်မှာကိုအပျော်ဆွဲဆွဲ၍မေးရန်ဆုံးဖြတ်လိုက်သည်စာချုပ်က6လပြင်ရောစရာလိုသေးလားမရောထွက်လို့ရလားဒီတခါအစည်းအဝေးတွေမေးခြင်းမဟုတ်သမင်းစာရေးမေးခြင်းဖြစ်သည်ကြောက်ပေါက်မှာကျွန်တော်နဲ့ခင်ဝေသမင်းစာရေးတွင်တခုံနဲ့ထိုင်သည်တခုံနဲ့ထိုင်သည်ဆိုတော့လည်းနေစဉ်ထိုင်ခြင်းမဟုတ်ကျွန်တော်ကကြောက်ပေါက်မှာနဲ့တခုံနဲ့ထိုင်ရမည်ကိုသေလောက်အောင်ကြောက်သည် သူနဲ့တစပွဲနဲ့ထိုင်မိပြီဆိုရင်ရှောင်းရသည်မှာမောကြောက်ပေါက်မှနဲ့ဓမင်းစားရသည်မှာပြို့အန်ကျင်စရာလည်းကောင်းလာသည်သူ့မျက်နာတွင်အဖုနီနီတွေကဗရပြစ်တချို့ဖူးတွေကပီတဲနေသည်ကြောက်ပြုတ်များဒင်းချမ်းခင့်ထားသည်ရွာလေကလမ်းမကြီးကိုဝင်မစီမဆိုင်တရိယာလိုက်မိသေးသည်မလွဲတာမရှောင်းတာ၍အတူထိုင်စားရတော့လေသူ့မျက်နာကိုမကြည့်ရဲ့ အောင်းငုံတွေသာစားရင်မေးနေရသည်ဒီထက်ကလူတွေအိမ်ပြန်တာခင်ဗျားတို့မြင်ဘူးလို့လားမမြင်ဘူးဖေးကရှင်းရှင်းလေးပဲဒီထက်ရောက်လာသူမှန်သမျှတစ်သက်လုံးဒီထက်မှပဲနေရမှာပဲတတိပြောတော့စာချုပ်ပြင်ပြန်လို့ရတယ်ဆိုယုံတယ်လားစဉ်းစားကြည့်ပေါ့ဗျာလူလိမ့်လုံးလုံးနေတဲ့ကောင်တွေဗဇက်ကမညာတော့ဘူးလို့ထင်နေတော့ခင်ဗျညံ့တာပဲ ။ကြောက်ပေါမောင်မဇက်ကဒီလိုစကားမျိုးထွက်လာလိမ့်မယ်ဘယ်တော့မှထင်မထားခဲ့။ထွက်လာသည့်စကားလုံးနဲ့ကြောက်ပေါမောင်ရုပ်သည် လမိုင်းကတ်ခြင်းမရှိလား။တခြားတယောက်ကဝင်ပူး၍ပြောနေသည်ဟုထင်မိသည်။ရုပ်ဆော့သောကြောက်ပေါမောင်လိုတတိပတော်သားတယောက်စီကခွေးမသားဆန်ဆုံးစကားများပဲထွက်လာလိမ့်မယ်။ထင်မှတ်ထားကြသည်။သူပြောသည့်စကားများက စီလျော်သည် လူလိန်ကောင်းတွေစီကမှန်သောစကားကြားမိမဟုတ်ကျွန်တော်တို့အားလုံးကအမေရိကန်လူချမ်းသာတွေကိုလိန်သည်ကျွန်တော်တို့ကိုတရုတ်တွေကပြန်လိန်သည် အလိန်ညာကဘာကြီးရဲ့တွင် အားလုံးကလူလိန်တွေကြီးဖြစ်စီသစ္စာတရားထွန်း၅၀၀ငိမ့်ချမ်းတရားတော်နေမည်ဟူသည့်သင်းကိုဒီလိုနေရာတွင်ညှိမိပါက ကိုရှာကိုမြင် ဖျက်မိလိမ့်မလားမပြောရမ်းမလုတ်ချင်ရောထွက်ဆိုသည့်စကားသည်တရုတ်တွေစီးပွားပြန်ဖြစ်ပြီကျွန်တော်တို့ကို စိတ်ဖိစီအောင်မျိုးမျိုးခိုက်လုပ်ပြီးမခံနိုင်သည့်ဆိုမတန်တဆရောကြီးပြီးထွက်ခွင်းအောင်ကြံစည်ခြင်းဖြစ်ရမည်ဖြည်းဖြည်းချင်းသဘောပေါက်လာသည်သူနေ့ကထမင်းစားရသည်မှာအရာတော်မရှိထမင်းတနက်ဘယ်လိုပြီးသွားမှာမသိလိုက် ခင်ဝေလဲစိတ်တိကြိုက်သွားဖြစ်မိသမင်းမင်တိတ်မစားနိုင်သမင်းစားရုံတစ်ခုလုံးဇွန်းတန်ခွက်တန်များညံစီနေသည်စကားပြောတန်ရီမိုးတန်များကဇွန်းတန်ပကံတန်များကိုဝါမြုပ်ပြစ်သည်လာအိုရီတရုတ်တွင်မြန်မာတွင်ရှုပ်ရှက်ခံနေသည်သမင်းစားသူစားဟင်းထဲသူထက်စာပိတပကံထပ်သူကထပ်နေအပြာပန်းခံနေသည် ဒါဒီပင်နေ့စဉ်မြင်တွေ့နေကြအမြင်ကွင်းတစ်ခုဖြစ်သည်အလုံးနိဗ္ဗာန်ကပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်ပါသည်စိတ်ပူပန်မှုစိတ်တော်ကစိတ်ပြည့်စုံမှုသောစကလုံးလေးများကသူတို့ကိုမိတ်ဆွေမပွဲပဲဥပ္ပခာပြုထားဝန်ရသည်ထွက်ပြေးလျှောက်ဖို့ကြိုးစားရန်ဝေစာကိုယ်အိမ်ကိုရာဝန်သဘောပိုက်ထားနေတယ်ဖြစ်သည်ထိရထားမှမသည် ဖြစ်၍ကြွရမှမသိလူသားမျိုးပဲဖြစ်သည်အဖိနှိတ်ခံသည့်အရာကိုလည်းကျင့်တတ်ကြရတွေ့သည်ဒူရင်းမဟုတ်ပောက်တဲ့နဘူးမထူးတော့ဘူးဆုံးဖြတ်ပြီးမဝဟုဖြစ်တယ်လို့ပြောအောင်နေနေကြခြင်းမလားမပြောတာပြောတော့ပြောနေကြပါလိမ့်၎င်းလုံးပလာစတာကထားသည့်လာအိုကောင်မလေးလည်းဤပြုံးပြုံးမဖြစ်ပါသည် ဆေးပိုက်တန်လန်းတဲ့တရုတ်တွေလည်းပျော်ပျော်ပါပါပဲဖြစ်သည် ဟောရန်ဝစားတာသည်တရုတ်မယံငယ်လာအိုမာလေးလည်းရှင်ရှင်ပြတ်ပြတ်ပဲဖြစ်ပါသည်တခုမှမှားနေသလားကိုကျွန်တော်စဉ်းစားမိသည်သို့တော်မမအားလုံးဒီအမှန်တရားအောက်ကမှားနေသည်လူများဖြစ်ကြောင်းနားလည်နေမိပါသည် ဘဝကိုအရှုံးပေးသည့်လူတွေဟုကျွန်တော်မျက်စိရဲ့မြင်လာပါသည်ကျွန်တော်လိုချင်သည်မှာအရာရာကိုအောက်ကျနောက်ကျဖြစ်နေသည်ဘောမဟုတ် သူများခိုင်းသည့်တိုင်လိုက်လုံနေရသည်ကျုံဘဝမျိုးမဟုတ် အသက်သေးပြီဆိုပါကသေရသည်သူကျုံဖြစ်တော့မနေခြင်းကျွန်တော်ဘဝကိုကျွန်တော်ပဲပိုင်ရမည်ကျွန်တော်ကိုကျွန်တော်လွတ်အောင်ဖြေရှားမည် ပြီးလင်ခင်ဝိဘွားကိုပါကဲထုတ်ရပြီထို့နောက်ကျွန်တော်နဲ့အတူလွမြောက်ခြင်းတည်လူလူစုသမင်းစာယုံတွေကပျော်နေသည့်လူတွေကိုကြည့်ပြီးကျွန်တော်ပါဇက်ကလွတ်ကနေထွက်သွားမိသည်လကကျွန်တွင်